ီပေါ်တာနဲ့အက်စကာဘန်ထောင်သားကြီးဇလန်းလေးရဲ့အဆမှာဟယ်ရီတယောက်ဆောင်းချုံပြီးသူ့ဦးလေးမတွေ့အောင်စာအုပ်ခိုးခတ်နေပါတယ်။နောက်နေ့မှာတော့ဟယ်ရီဦးလေးရဲ့အမသူ့ရောအင်ကြီးကိုအလဲရောက်လာခဲ့ပါတယ်။ညစာစားရင်းနဲ့ဧည့်သည်မိမကြီးကဟယ်ရီမိမတွေကိုပါစော်ကားလာတာကြောင့်ဟယ်ရီလည်းဒေါသထွက်သွားခဲ့ပြီးဝိုင်ခွက်တွေပါကွဲသွားခဲ့ပါတယ်။ခံကွဲစားရရှင်နေတော့အချိန်မှလဲသူ့အမေကိုခွေးနဲ့ပါနှိုင်းလိုက်တာကြောင့်ဟယ်ရီလည်းမိမကြီးကိုလေဘူးပေါင်းပြန်ကြီးအဖြစ်ပြောင်းလိုက်လိုက်ပါတော့တယ် အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Anna Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နောက်ဆုံးအိမ်ပြင်ကိုလွင့်တော့မှမို့လိုက်ဖမ်းရင်မမိရတာမို့အဝေးကြီးကိုလင့်သွားခဲ့ပါတော့တယ် Harry နဲ့သူ့ဦးလေးမိသားစုစီကနေအထုပ်ဆွဲပြီးအပြီးထွက်လာခဲ့ပါတယ်သွားစရာနေရာမရှိတဲ့ Harry တယောက်ညမောင်မောင်မှာကစားကွင်းထဲသွားထိုင်နေရင်ကစားစရာတွေသူ့အလိုလိုလှုပ်လာလို့လန့်နေတော့ပေါ်ဘက်စကားကြီးရောက်လာခဲ့ပါတယ် ဟယ်ရီလည်းဘတ်စကားကြီးပေါ်တက်သွားတဲ့အခါမှာအိတ်စင်တွေပါ ပါတဲ့ကားဖြစ်နေကြောင်းတွေ့လိုက်ရပါတယ်။ဒီလိုနဲ့လန်ဒန်ကမော်ဟိုတယ်တီစွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘတ်စကားကရိုလာကိုစတာနဲ့ပို့တူနေတာကြောင့်ဟယ်ရီလည်းမနှဲထင်းစင်းနေရပြီးအကျန်းဆုံးမော်အချင်းတောင်အက်စကာဘန်မှလူသက်သမား Serious Black လို့နေကြောင်းသတင်းကိုကြားခဲ့ရပါတယ်။အက်စကာဘန်ကအလွန်တင်းကျပ်တဲ့အကျဉ်းတောင်ဖြစ်ပြီးဒါကပထမဆုံးချိန်အကျဉ်းသားလွတ်မြောက်တာဖြစ်ပါတယ်။ serious ကဗိုဒါမော့ဘတ်တော်သားဖြစ်တာမို့လို့မော်လောကကြီးတစ်ခုလုံးအော်အော်တောင်းလင်းဖြစ်နေကြပါတယ်။ဟိုတယ်ကန်းထဲမှာတော့မော်ဝင်ကြီးနဲ့ဆုံခဲ့ပြီး serious တို့နေတာကြောင့် Harry ရဲ့လုံခြုံရေးကိုစိတ်ပူကြောင်းပြောပြီး Howard ကိုသွားဖို့စီစဉ်ပေးခဲ့ပါတယ်။နောက်နေ့မှာတော့ Ron နဲ့ Hermione လည်းဟိုတယ်ကိုရောက်လာခဲ့ပြီး Weasley မိသားစုနဲ့ပါဆုံခဲ့ကြပါတယ်။ Mr. Weasley က Harry မှာအရန်ကိုအန်ရဲ့အရန်ရှိနေပြီဖြစ်ကြောင်းနဲ့ ဗိုဒါမော့ရဲ့အစွမ်းတွေကုန်ရအောင်လုပ်ဖို့ serious ကပြန်လာတာဖြစ်ကြောင်းသတိပေးပြောဆိုပြီးဘလတ်ကိုလုံးဝမရှာပါဘူးဆိုတဲ့ကတိကိုတောင်းလိုက်ပါတယ်။ဟောဝတ်သွားတဲ့လမ်းမှာရွန်နိုကိုဘလတ်အကြောင်းပြောပြနေရင်ယထာကထိုးရက်သွားပါတယ်။မိတွေပါပြတ်သွားခဲ့ပြီးရုတ်တရက်ရေးတွေပါခဲကုန်ကဝိညာဉ်ဆုံးကောင်ကြီးကဟယ်ရီကိုဝင်ရောက်တိုက်ခိုက်ပါတော့တယ်။လမ်းတစ်လျှောက်လုံးအိတ်လာတဲ့ Mr. Lupin ရဲ့အကူအညီနဲ့ဝိညာဉ်စုပ်ကောင်ကြီးထွက်ပြေးသွားပေမဲ့ Harry တယောက်တတိလိမ့်မြင့်မျောသွားခဲ့ပါတယ်။ တတိပြန်ရလာချိန်မှာတော့ခုနအကောင်ကြီးကအက်စကာဗန်ရဲ့အဆောင်တွေတဲကတကောင်ဖြစ်ပြီးယထာဘုံမှာဘလက်ကိုလာရှာတာဖြစ်ကြောင်းရှင်းပြပါဗျ။မစ္စတာလူပင်ကဒီနေ့အတွက်ဟော့ဝဲမှာစတင်ကြပေးမဲ့ဆရာဖြစ်ကြောင်းဒမ်ဘယ်ဒေါကမိတ်ဆက်ပေးပါဗျ။ဒါ့အပြင်မှော်တတဝါထိန်းသိမ်းရေးတင်ကြားဖို့အတွက်ဟက်ဂရစ်ကပါဟော့ဝဲရဲ့ဆရာတယောက်ဖြစ်လာခဲ့ပါဗျ။ဘလက်ကိစ္စကြောင့်အက်စကာဗန်ရဲ့အဆောင်တွေဟာ ဘဝပဝန်းကျင်နဲ့ဝင်ပေါက်တွေမှာစောင့်ကြနေကြမယ့်အကြောင်းနဲ့ကျောင်းသားတွေအားလုံးသတိထားပြီးရှောင်ဖို့တခါတည်းကြော်ညာခဲ့ပါတယ်။ပြီးရနောက်မှာတော့ Harry နဲ့သူ့တငယ်ချင်းတွေစွန့်နေခဲ့ကြပြီးနောက်တစ်နေ့အတန်းမှာအနာဂတ်ဖက်နီးတင်ကြရပါတယ်။လက်တွေဖက်ပြနေရင် Harry မှာအသက်အငယ်ကြာရောက်မယ့်နမိတ်ကိုမြင်လာကြောင်းတန်းလုံးထိတ်လန့်ငုံကြပါတယ်။ Hagrid ရဲ့အတန်းမှာတော့ Malfoy တယောက် Harry ကိုတောက်လျှောက်နှောက်ယှက်နေပြီး Hagrid ကမှော်တတ်တော်ဝါကြီး Hippogriff နဲ့မိတ်ဆက်ပေးပါတယ်။ ဟစ်ပိုဂရစ်တွေကမာနကြီးတာကြောင့်တတိထားဆက်ဆံရမယ့်အကြောင်းပြောရင်ဟယ်ရီကအရင်ဆုံးမိတ်ဆက်ပြီးစီးကွင်းရရှိသွားပါတယ်။မနာလိုနေတဲ့ဘက်ဖိုင်းတယောက်တတ္တဝါကြီးကိုတွားပြီးနှောက်ရက်ပေးခဲ့တာကြောင့်အကန့်ခံလိုက်ရပြီးလက်ကျိုးသွားခဲ့ပါတယ်။ဘလက်ကိုဟောဝဲရဲ့အနီးနားမှာခြေရခံမိတာကြောင့်ចောင်းသားတွေစိုးရိမ်နေကြပါတယ်။ဆရာလူပင်ရဲ့အတန်းမှာတော့ကြက်တစ်စီအကြောင်းသင်ရမှာပဲဖြစ်ပါတယ်။ အတန်းနှစ်ခုကိုတပြိုင်တည်းတက်နေတဲ့ဟာမိုင်နီရောက်လာပြီးဂျက်တစီတွေဟာသူ့ရှိမှရှိတဲ့သူရဲ့အကြောက်ဆုံးအရာကိုပြောင်းနိုင်တဲ့အစွမ်းရှိကြောင်းပြောပြပါရယ်။သူ့ကိုအနိုင်ယူဖို့ဆိုမန်တန်ကိုယွံ့ရင်ရည်စရာဖြစ်အောင်ပြောင်းနိုင်မှုတွေးရမှာပဲဖြစ်ပါရယ်။ကျောင်းသားတွေတယောက်ပြီးတယောက်တရက်ဝါကြီးကိုလက်တွေ့အနိုင်ယူကြရင်နောက်ဆုံးမှာဟယ်ရီအလဲကိုရောက်လာခဲ့ပါရယ်။ဟယ်ရီအလဲရောက်ချိန်မှာတော့ဝိညာဉ်စုပ်ကောင်ကြီးအဖြစ်ပုံပြောင်းသွားတာမှုဆရာကဝင်ကူညီပေးလိုက်ရပါရယ်။ လေးလာရေးခရီးကိုအုတ်ထင်းသူလက်မှတ်မပါလို့လိုက်သွားလို့မရပဲဟယ်ရီကကြောင်းမှာတယောက်ထဲကျန်နေခဲ့ပါတယ်။ဒါကြောင့်ဆရာလူပင်နဲ့ယထားဘုံကအဖြစ်ပြက်တွေကြောင်းပြန်ပြောနေခဲ့ရင်အဲ့ဒီနေ့ညသတိမလစ်ခင်မိမတယောက်အော်တန်ကြားခဲ့ရကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီတန်ကိုသူ့အမေမဆုံးခင်ဘူတာဘော့နဲ့ရင်ဆိုင်ရချင်းကအတန်လို့ဟယ်ရီကထင်နေခဲ့တာပါ။ ဒါကြောင့်ဆရာလူပင်ကဟယ်ရီအမေလီလီဟာအမြဲတင်တာတဲ့ကြောင့်နဲ့ဟယ်ရီရဲ့မျက်လုံးတွေကသူ့အမေနဲ့ဆင်ညာလို့ပြောရင်ဟယ်ရီအဖေဟာလည်းတတိရှိရသူတယောက်ဖြစ်ပါတယ်လို့ပြောပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။ Gryffindor အခန်းဆောင်ဆောင်ဖြစ်တဲ့ပကြီကားရဲကမိမကြီးပျောက်သွားခဲ့တာကြောင့်အခန်းထဲဝင်မရဖြစ်ပြီးရုပ်ရုပ်တဲတဲဖြစ်နေကြပါတယ်။အဲ့ဒါကြောင့် Dumbledore ပါရောက်လာခဲ့ရပါတယ်။ မိမကြီးကိုတွေ့တဲ့အချိန်မှာတော့သူဟာ serious black ကိုတွေ့လိုက်လို့တခြားပချီကားတဲ့သွားပုံနေရဖြစ်တယ်လို့ပြောပြတဲ့အချိန်မှာရဲတိုက်သေးသေးပါ black ရောက်လာတာမို့စိုးရင်စရာအခြေအနေဖြစ်သွားခဲ့ပါတော့တယ်။ကျောင်းတစ်ခုလုံးမြေလန်ရှာပေမဲ့ black ကိုမတွေ့တာကြောင့်အားလုံးအတွက်ခေါင်းခဲစရာအခြေအနေဖြစ်နေရပါတယ်။ဆရာတယောက်ယောက်အကူအညီကြောင့်သာရဲတိုက်ထိရောက်လာကြတယ်လို့ယုံကြည်နေကြပြီး howard တစ်ခုလုံးစိုးရင်စိတ်တွေနဲ့ပြည့်နေပါတော့တယ်။ ဆရာလူပင်ရဲ့အတန်းချိန်မှာဆရာလူပင်မရောက်လာဘဲ Professor Sinat ကအစားထိုးဝင်ခဲ့ပါတယ်။လာပညာရောက်တိုင်းလူကနေဝင်ပလေဖြစ်ပြောင်းသွားတတ်ပြီးအဲချိန်တွေမှာတငယ်ချင်းကိုပါမမတ်မိပဲတတ်နိုင်လို့အနေရများတဲ့တမန်ဝင်ပလေအချောင်းကိုတင်ပြီးအင်စာတွေပေးပြီးတဲ့နောက်မှာတော့ထွက်သွားခဲ့ပါတယ်။ဒီနေ့ Half a Bar နဲ့ရှင်ပြရတဲ့ Quidditch ပွဲမှာရာသီဥတုကအရန်ပြင်းထန်ဆိုးရွားနေခဲ့ပါတယ်။ Hufflepuff အသင်းရဲ့စက်ကာနဲ့ Harry တို့ရွှေဘော်လုံးနောက်လိုက်ရင် Hufflepuff စီကလည်းမိုးကြိုးမှန်ပြီးပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒါကြောင့် Harry တယောက်တည်းကြံနေခဲ့ပြီးဝိညာဉ်စုပ်ကောင်အုပ်စုကြီးနဲ့တက်တက်တိုးကတိုက်ခိုက်ခံရပြီးတစ်ဖက်စီးပြန်လဲကျိုးသွားတာကြောင့်ပြုတ်ကျကကစားပွဲလဲပြတ်သွားပါတော့တယ်။နောက်တစ်ချိန်လိလာခရီးကိုတော့ Harry ကလိုက်သွားချင်တာမို့ကိုပြားဝိယုံခြုံပြီးထွက်လာမှာအမွာဝစ်စလီနှစ်ယောက်နဲ့တက်တက်တိုးပါတော့တယ်။ ဟယ်ရီကိုကူညီဖို့ခေါ်လာတာဖြစ်ပြီးဟောဝါကလမ်းတိုင်းလူတိုင်းကိုမြင်နေရတဲ့တကူးလမ်းပြမြေပုံကိုပေးခဲ့ကြပါတယ်။မြေပုံအကူအညီနဲ့ဟောမတ်စ်ရွာကိုရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မက်ဖိုင်းတယောက်ရွန်နဲ့ဟာမိုင်နီကိုနှောက်ယှက်နေတာကြောင့်ဟယ်ရီလည်းကိုပြဝွေယုံချုံကတိုက်ခိုက်ပါတော့တယ်။အဲဒီကျမှမက်ဖိုင်းတို့အဖွဲ့လည်းဝေယုံသုံးကပြေးကြရပါတယ်။မော်ဝင်ကြီးနဲ့ပရော်ဖက်ဆာမက်ကွန်နဂယ်တို့ဟယ်ရီနဲ့ဘလတ်အကြောင်းပြောနေတဲ့သဇွန်းတစကိုကြားသွားတာကြောင့်ဟယ်ရီလည်းဘားရဲကိုလိုက်သွားခဲ့ပါတယ်။ မ်းမပြည့်သေးတာမို့ရွန်နဲ့ဟာမိုင်းနီကပြေးမှကြံနေခဲ့ပါတယ်။ဟယ်ရီလည်းစကားပြောနေတဲ့အခန်းထဲရောက်သွားပြီးဘလက်ကသူ့မိဘတွေပုန်းနေတဲ့နေရာကိုဘူဒါမော့ကိုပြောပြလိုက်တဲ့သူဖြစ်ကြောင်းနဲ့သူ့မိဘတွေအပြင် ပက်တဂရူးကိုပါဖျက်ဆီးပလိုက်ကြောင်းကြားခဲ့ရပါတယ်။ဒါအပြင်ဘလက်ကဟယ်ရီရဲ့ခေါင်းကင်ဖခင်ဖြစ်ကြောင်းမှသိသွားရပါတယ်။ Harry လည်းအရန်ကိုရှော့ရသွားတာမို့တော်ရက်တီထွက်ပြေးသွားပြီးငိုနေတာကြောင့် Hermione တို့အမိလိုက်ခဲ့ရပြီးနှစ်သိမ့်ပေးပါတယ်။ ဆရာလူပင်ကဝိညာဉ်စောက်ကောင်လေးကိုခုခံနိုင်ဖို့ဟယ်ရီကိုအစွမ်းထက်တဲ့ငွေရောင်တိုင်းမော်မန်တန်ကိုတင်ပေးပါဗျ။ကျက်တစင်နဲ့လက်တွေ့တင်နေရင် ပထမအချိန်မှာဟယ်ရီလဲမူးမေ့လဲသွားပြီးဒုတိယအချိန်မှာတော့အောင်မြင်ခဲ့ပါတယ်။ရွန်မွေးထားတဲ့ကြွက်လေးပျောက်သွားတာမို့ဟာမိုနီနဲ့ရွန်ပြဿနာတက်နေပါတယ်။တစ်ဖက်မှာလဲမက်ဖိုင်းလက်ကျိုးသွားတာမို့ဟက်ဂရစ်ကတရားရင်ဆိုင်နေရပြီးဟစ်ပိုဂရစ်တတ္တဝါကြီးကိုတည်ရန်ပေးဖို့အမိန့်ချလိုက်ပါတယ်။ ဟယ်ရီတယောက်ဝစ်စလင်းကြီးကိုပေးခဲ့တဲ့မြေပုံကိုကြည့်နေရင်ထေသွားပြီလို့သိထားခဲ့တဲ့ပီတာပက်တီဂရူးကိုမြေပုံထဲပေါ်နေတာတွေ့လိုက်ရပါတယ်။ဒါကြောင့်သွားကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီးတယောက်ထဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့ပီတာကိုမတွေ့ဘဲပရော်ဖက်ဆာစနိတ်သာရောက်လာခဲ့ပါတယ်။စနိတ်နဲ့ဟယ်ရီတို့ကရောက်ကစားဖြစ်နေတဲ့အချိန်မှာဆရာလူပင်ရောက်လာခဲ့ပြီးစနိတ်ကမှော်မြေပုံကိုမြေပုံမှန်းမသိဘဲတိမ်းသွားဖို့လုပ်နေရင်ဆရာလူပင်ကသူ့တိမ်းထားလိုက်မယ်လို့ပြောပြီးယူထားလိုက်ပါတယ်။ ရာလူပင်ကမှော်မြေပုံမှန်တည်တာမို့ဟယ်ရီကိုဆရာရီစီပြန်မအပ်တဲ့အပြင်အန်နီရဲ့ရှိနေတဲ့ချိန်ညဘက်လျှောက်သွားလို့ဆိုပါတော့တယ်။ဟယ်ရီလည်းပီတာပက်တီဂရူးတယောက်မြေပုံပေါ်ပေါ်လာတဲ့အကြောင်းဆရာလူပင်ကိုပြောလိုက်ပြီးအိတ်ဆောင်ကိုပြန်သွားပါတယ်။အနာဂတ်အကြောင်းသင်တဲ့အတန်းမှာတော့ဟာမန်နီကဆရာမကိုစိတ်ဆိုးသွားကရှေ့ကဖန်လုံးကိုတွန်းထုတ်ပြီးထောက်ထွက်သွားတာမို့ကျန်တဲ့ကျောင်းသားတွေကအံ့ဩပြီးကြံနေခဲ့ပါတယ်။ အတန်းပြီးသွားတဲ့ချိန်ဟယ်ရီလည်းဖန်လုံးကိုအတန်းနဲ့သွားပြန်ထားနေတော့ဖန်လုံးလည်းကဘလတ်ကိုတွေ့လိုက်ရပြီးဆီယာမကလည်းဒီညသူပြန်လာတော့မယ့်အကြောင်းဝိညာဉ်ပူပြီးပြောလိုက်ပါတယ်။ဟယ်ရီလည်းအရန်ကိုထိတ်လန့်သွားပြီးအခန်းထဲကပြေးထွက်ခဲ့ပါတယ်။ဟီပိုဂရစ်ကိုခေါင်းပြတ်ကွမြတ်တော့မှမဟုတ်ဟောင်မိုင်နီလည်းအရန်ကိုစိတ်ဆိုးသွားခဲ့ပြီးလှောင်နေတဲ့မက်ဖောင်းရဲ့မျက်နှာကိုလက်သီးနဲ့ထိုးထည့်လိုက်ပါတယ်။ဟက်ဂရစ်လည်းသူချစ်ရတဲ့တရဝါကိုဆုံးရှုံးတော့မှမဟုတ်အရန်ဝဲနေနေတာပါတယ်။ ရွန်ရဲ့ကြွက်လေးကိုလည်းရှာတွေ့ထားလို့ပြန်ပေးလိုက်တာမူဟာမနီကသူ့ကိုဆွဆွဲထားသမျှတောင်းပန်ဖို့ပြောရင်တယောက်တခွန်းစကားများနေကြပါတယ်။အဲ့ချိန်မှာပဒင်းပေါက်ကနေတယောက်ယောက်ကကြောက်ခွန်းနဲ့ပြပောက်လိုက်တာမို့ကြီးလိုက်တဲ့အခါဒမ်ဘယ်ဒေါနဲ့တာတာသမားတို့လာနေကြပြီဖြစ်တာကြောင့်ဟယ်ရီတို့လည်းအိမ်နောက်ပေါက်ကနေရှောင်ထွက်ခဲ့ရပါတော့တယ်။ရွှေပြုံသေးကြီးတွေနောက်ပုန်းနေရင်ဟာမနီတယောက်တော်ထဲမှာတယောက်ယောက်ကိုမြင်လိုက်ရပေမဲ့တာတာသမားရောက်လာတာမို့ပြေးထွက်လာခဲ့ရပြီးဟစ်ပိုဂရစ်ကြီးလည်းခေါင်းပြက်ခံလိုက်ရပါတယ်။ ရွန်ရဲ့ကြွက်ကရွန်ရဲ့လက်ကိုကိုက်ပြီးထွက်ပြေးသွားတာကြောင့်ရွန်တို့လည်းနောက်ကလိုက်ဖမ်းရင်ဟောဝဲရဲ့အစွန်အဖျားမိုးမခပင်ကြီးစီကိုရောက်သွားတာမို့လန့်ပြီးပြန်ဖို့လှက်ထွက်လိုက်ပါတယ်။ဒါပေမဲ့သူတို့နောက်မှာခွေးနဲ့ကြီးရဲ့ရောက်နေခဲ့ပြီးရွန်ကိုအတိုက်အแทထိဆွဲခေါ်သွားခဲ့ပါတယ်။ဟာဝါနီနဲ့ရွန်ကတော့မိုးမခပင်ကြီးရဲ့တိုက်ခိုက်တာကိုအလူးလဲခံရပါတော့တယ်။နောက်ဆုံးသူတို့နှစ်ယောက်လည်းတစ်ပင်အတိုက်တွင်းကြီးတဲ့ကျသွားပါတော့တယ်။ ရောက်သွားရင်းနဲ့အဆုံးမှာအင်ကန်းရှိနေပြီး room ကိုတွေ့လိုက်ချိန်မှာတော့သူတို့ထောင်ချောက်ထဲရောက်နေပြီလို့လှမ်းတတိပေးပေမဲ့ black ကရောက်လာခဲ့နေမှာပြီ Harry တယောက် black ကိုတတ်ဖို့လုပ်နေတော့ဆရာလူပင် ရောက်လာခဲ့ပါတယ်ဆရာလူပင်နဲ့ serious တို့ကတငယ်ချင်းတွေဖြစ်နေကြတာကြောင့်သူတို့သုံးယောက်စလုံးစိတ်ပြတ်သွားခဲ့ပြီးဆရာလူပင်ကတမန်ဝင်ပြလို့ဖြစ်နေခဲ့တာကိုပါသိသွားခဲ့ပါတယ်။စကားများနေကြရင် Harry မိဘတွေကိုတစ္ဆာဖောက်ခဲ့တာ serious မဟုတ်ပဲ Peter ဖြစ်နေခဲ့တာကိုသိသွားခဲ့ပါတယ်။ အဲ့ဒီနောက်စနိပ်ပါရောက်လာခဲ့ပြီးဆရာလူပင်က serious တယောက်ဟောဝတ်တဲ့ဝင်ခွင့်ရအောင်ကူညီပေးနေခဲ့တယ်လို့ဆွဆွဲရင်၃ယောက်သားအခြေတင်တွေဖြစ်ကြပါတော့တယ်။ Harry တို့ကိုပြေးခိုင်းမိမယ်မမျှော်လင့်ထားပဲ Harry က Snape ကိုတိုက်ခိုက်ပြီး Peter အကြောင်းဒီထက်ပိုသိရအောင်ပြောခိုင်းပါတော့တယ်။အမှန်တော့ room ဝေးထားတဲ့ကြွက်က Peter ဖြစ်နေခဲ့တာပါ။ကြွက်ပုံစံကနေအသွင်ပြောင်းလိုက်ပြီးတဲ့နောက် Peter လည်းပြေးစရာမရှိတော့ပဲ Blood တို့တကယ်ချင်းနှစ်ယောက်ကြောင်ပိတ်မိသွားပါတယ်။ တက်ခံရကဏီမှာဟယ်ရီကဝိညာဉ်စုပ်ကောင်တွေလက်ထဲကို အပ်ဖို့ပြောလိုက်တာကြောင့်ရဲလိုက်ထဲကိုပြန်ဖမ်းခေါ်သွားပါတယ်။ရုံးကိုဆွဲထားတဲ့ခွေးနဲ့ကြီးကတခြားသူမဟုတ်ပဲ CBS ပါ။ပီတာကတော့ဝိညာဉ်စုပ်ကောင်တွေစီမအပ်ဖို့အတင်းတောင်းပန်နေခဲ့ပါတယ်။ CBS နဲ့ဟယ်ရီတို့စကားပြောနေရင်သူကဟယ်ရီရဲ့ခေါင်းခိုင်အဖေဖြစ်တာမို့သူနဲ့လာနေဖို့ခေါ်နေပါတယ်။အဲ့ချိန်မှာလာရောင်ကဆရာလူပင်ကိုထိသွားပြီးတမန်ဝင်ပြည့်အဖြစ်ပြောင်းသွားနေတော့ပီတာလဲကြွအဖြစ်ပြောင်းကပြန်ထွက်ပြေးသွားပါတော့တယ် ဆရာလူပင်ကိုထိမ့်မိရတဲ့ဆုံးဟယ်ရီတို့ကိုပြေးကိုင်းမိမဲ့အချိန်မမီတော့ပဲအားလုံးလန့်နေတော့ Professor Snape ရောက်လာခဲ့ပါတယ်။နောက်ဆုံး Sirius လည်းခွေးနှက်ကြီးပုံစံပြောင်းပြီးဆရာလူပင်နဲ့တိုက်ခိုက်ကြပါတော့တယ်။ Harry နဲ့ Sirius ကိုစိတ်ပူသွားတာကြောင့်နောက်ကပြေးလိုက်သွားပြီးတိုက်ခိုက်ခံရတော့မဲ့အချိန်တခြားဝင်ဖလေတကောင်ဦးတန်းကြောင့်လွတ်သွားခဲ့ရပါတယ်။ Sirius ကလည်းဒဏ်ရာပြင်းထန်ရသွားပြီးရေကန်ကြီးဘေးမှာလဲနေပါတယ်။ သူ့နောက်ကိုလိုက်နေတဲ့ဝိညာဉ်စုပ်ကောင်တွေလည်းရှာတွေ့သွားတာမို့ဟယ်ရီတယောက် serious ကိုကာကွယ်ဖို့ဆရာလူပင်တင်မိထားတဲ့ခါရာနဲ့တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့အကောင်ကြီးများလွန်းတာကြောင့်မနိုင်တော့ဘဲဝိညာဉ်စုပ်ခံရပါတော့တယ်။ရုတ်တရက်ရေကန်ကြီးရဲ့ဘေးမှာတမင်ကြီးတစ်ကောင်ပေါ်လာခဲ့ပြီးဝိညာဉ်တွေအားလုံးကြောက်ရွံ့ပြီးထွက်ပြေးကုန်တာကြောင့်ဟယ်ရီကလွတ်သွားခဲ့ပေမဲ့ serious ကိုတော့ပြန်လည်ဖမ်းမိသွားပါတော့တယ်။ ဒမ်ဘယ်ဒေါ်စေးရုံကိုရောက်လာတဲ့အချိန်မှာတော့ Sirius ကအပြစ်မရှိကြောင်းသိသွားပြီးအတိတ်ကိုအချိန်ခရီးသွားပြီးကဲ့ဖို့ Harmony ကိုပြောသွားခဲ့ပါတယ်။ Ron ကလမ်းမလျှောက်နိုင်သေးတာမို့ Harry နဲ့ Harmony တို့ Hagrid စီသွားနေတဲ့အချိန်စီပြန်သွားခဲ့ပါတယ်။သူတို့ရောက်သွားတဲ့အချိန်ဟာ Hippogriff ကိုမတက်ခင်အချိန်မို့သူတို့ဘာကဲဖို့လောက်ကြပါတော့တယ်။ Hermione တို့နဲ့ Hagrid စကားပြောနေတော့ Dumbledore ရောက်မလာခင်ပြင်ပောက်ဝင်လာတဲ့ကြောက်ခဲတွေကတကယ်တော့အနာကက် Hermione ပြစ်ပြီးတတိပေးခဲ့တာဖြစ်ပါတယ်။ အဲ့ချိန်မှာသူတို့သုံးယောက်ပြန်ထွက်လာနေတာကြောင့်ဟယ်ရီတို့နှစ်ယောက်လည်းတော်ရဲသွားပုန်းနေခဲ့ရပြန်ပါတယ်။ဘသူမှမရှိတာသိကြပြီးမို့ဟယ်ရီတို့လည်းဟစ်ပိုဂရစ်ကို အစာနဲ့မျှခေါ်ပြီးတော်ရဲကိုလွတ်ပေးခဲ့ကြပါတယ်။မော်ဝင်ကြီးလည်းအကောင်ကြီးမရှိတော့တာကြောင့်မတက်နိုင်တော့ပဲပြန်သွားခဲ့ရပါတယ်။ serious ကိုပါကဲဖို့မုံမခပင်ကြီးရဲ့မနီမဝဲမှာစောင့်နေကြတော့ရေကန်နောက်မှာ trigger တဲ့တမင်ကြီးအကြောင်းကိုဟာမန်နီကိုပြောပြလိုက်ပါတယ်။ Harry ကအဲ့တမင်ကြီးကသူ့အဖေရဲ့အဆောက်အအုံလို့ယုံကြည်နေပါတယ်။ ဟာမနီကတော့မဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ဆရာလူပင်ဝင်းပလေးပုံစံပြောင်းသွားပြီးဟယ်ရီတို့ကိုတိုက်ခိုက်တော့မဲ့အချိန်မှာတော့အနာဂတ်ကဟာမနီကဝင်းပလေးလိုအော်လိုက်တာမို့အတိတ်ကဟယ်ရီတို့အားလုံးဘေးကင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဝင်းပလေကအတန်ကြာရနောက်လိုက်တာမို့လို့တော်ရဲမှာပုံနေတဲ့ဟာမနီတို့ကိုရှာတွေ့သွားပါတော့တယ်။ကံကောင်းဆောင်တဲ့ဟစ်ပိုဂရစ်ကကယ်လိုက်တာမို့ထပ်ပြီးအသက်ဘေးကလွတ်ခဲ့ရပြန်ပါတယ်။ ဝင်းကျင်စုပ်ကောင်တွေအုပ်စုလိုက်ရေကန်နားရောက်ပြီးတိုက်ခိုက်နေချိန်မှာတော့ဟယ်ရီကတမင်ကြီးအလှကိုစောင့်နေပေမဲ့သူမြင်ခဲ့တဲ့တမင်ကြီးကသူ့အဖေမဟုတ်ပဲသူကိုယ်တိုင်ဖြစ်နေတာပါနောက်တော့ဟာရီတို့လည်းဟီပိုဂရစ်ကို စီးသွားခဲ့ပြီးစီးရီးယပ်ကိုအကျဉ်းခံတဲ့ကနေကယ်ထုတ်လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့စီးရီးယပ်လည်းအခြေအနေတွေကောင်းသွားရင်ဟယ်ရီကိုလာခေါ်ပါမယ်လို့ဂတိပေးပြီးနှလုံးသားရဲ့ချစ်ရသူတွေဟာအငြင်းရှင်တန်နေကြောင်းပြောပြီးထွက်သွားပါတယ်။ Sirius ကိုလည်းကယ်ပြီးပြီမို့ Harry တို့လည်းမူလနေရာကိုအချိန်မီပြန်သွားခဲ့ကြပါတယ်။ဆရာလူပင်လည်းတမန်ဝင်ပြည်ဆိုတာလူတွေသိသွားတာကြောင့်အเจ้าကနေနှုတ်ထွက်သွားကန်ဒီ Harry ကိုမှော်မြေပုံပြန်ပေးခဲ့ကနှုတ်ဆက်ထွက်သွားပါတယ်။ပြဿနာရဲ့အပြီးမှာကျိုးသွားတဲ့တပြက်စီးပြန်စားလင်းအလျင်နဲ့ပြန်နိုင်တဲ့မှော်တပြက်စီးပြန်ကို Harry Tan Sirius ကပို့ပေးခဲ့တာမို့ကြည်နူးွယ်အဆုံးသတ်သွားခဲ့ပါတယ်။နောက်ထပ်အပိုင်းသစ်တွေနားထောင်မှုအတွက်ညီမရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပါအောင်ရှင်။